သူတို့ကပြန်နေပြီးတော့နာ believers authority ယုံကြည်သူတယောက်ရဲ့အခွင့်အာဏာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အတူတူကနောက်ဘက်တော့ပေါ်ဆင်ခြင်ဖို့ဖြစ်တယ်ဖျားသခင်ပြင်ဆင်ပေးတဲ့အချိန်တိုင်းတော့ကြည်တော့ချီးမွမ်းတယ်ကျွန်တော်ပြီးခဲ့တဲ့3ရက်ပေါ့နော်ပြီးခဲ့တဲ့3ရက်အတင်းတော့မှကျွန်တော်တို့3ရက်ဆာချောင်ဆူတောင်းလုပ်တယ်အင်မတန်မှကောင်းကြီးဖြစ်တယ်ပြီးတော့နောက်တစ်ခွက်ပေါ်လဲဆိုရင်အင်မတန်မှတကူပါတာဖြစ်တယ်အဲ့တော့ဒီမနက်မှလည်း ထိုးရဖို့ပေါ့နော်ကျွန်တော်အတူတူကအဆင်ပြေမှုဖြစ်တယ်အဲ့တော့အရင်ဆုံးဆုတောင်းပတ်သနာပြုရပါမယ်ကိုရောဖျားကျေးဇူးတင်တယ်ယုံကြည်သူတို့မှကိုရောပြီးရတဲ့အခွင့်အာဏာရှိတယ်ဒီဟာကိုဘယ်လိုမျိုးရယူမလဲဘယ်လိုမျိုးအသုံးချမလဲဘာအတွက်ဖျားသခင်ပေးထားတာလဲဘယ်လိုမျိုးဆက်ပြီးတော့ဒီဖျားသခင်ရဲ့ပေးထားတဲ့အကြံစီကိုပြည့်စုံစေမလဲဆိုတဲ့အကြောင်းကိုအတူတူကဆင်ခြင်တဲ့အခါမှာကိုရောတူရှိပါ ဈာနာမဲ့တယောက်စီရဲ့တတ္တဘုံမှာလည်းကောင်းကြီးဖြစ်စေပါဒါရဲ့တတ္တမှာလည်းတကယ်ပဲထိုးကိုရောဖျားပြီးထားတဲ့အရာကိုတကယ်ပဲတသက်ထင်ရှားခြင်းကိုသိဆောင်တော်သားဖြစ်စေပါအတုံးပြုကဝိညာဉ်တော်အဖြစ်ကလုံးတော်ရယ်ဖြစ်စေလက်ကောင်းကြီးဖြစ်စေပါယေရှုနာမ၌ဆုတောင်းလက်အစာပြုပါရဖပါသခင်အာမင်အာမင်ဈာနာလေးဒီပိုင်းကျွန်တော်တို့ဒီလိုဖတ်ကြမယ်နော်အဲ့တော့ဗာလဲဆိုတော့အေဖတ်အော်ရာစာအခန်းကြီး အခန်းငယ်27ကနေစမယ်ပေါ့နော်အဆုံးထိတော့လိုက်မယ်အဲ့တော့အတူတူတွေ့ပြီဆိုရင်ဖတ်ကြရအောင်အေဖတ်ဝါရာအခန်းကြီး1အခန်းငယ်27သောတွေ့ပြီဆိုရင်ကျွန်တော်တို့ဖတ်ရအောင်ခတ်သိန်းသောအထွတ်အမြတ်အာနာဇက်တကိုးအစိုးရချိန်မှစပြည့်ယခုဘဝနောင်ဘဝ၌ခေါ်ဝါသမုတ်သောဘွဲ့နာမအလုံးစုံတို့အထက် ကောင်းကင်အနိုင်မိမိရဲ့လက်ရတော်ဘက်မှာအလွန်မြတ်မြတ်သောနေရာကိုခရစ်တော်အားပေးတော်မူ၍ခြေဝါတော်အောက်သို့အလုံးစုံကိုခြားထားသဖြင့်အသင်းတော်အဖို့လို့ငါတဲ့သူ့ကိုအလုံးစုံဤအချုပ်ချာဥကောင်းဖြစ်စီတော်မူ၏အဲဒီတော့ရှိသည်မြတ်အရာအလုံး everything เนาะ you name it အခွင့်အာဏာเนาะနောင်ဘဝတွေရောဒီဘဝတွေရောပြီးလို့ရှိရင်ရှိသည်မြတ်အာနာဇတ်ရဲ့အထက်မှာ ရစ်တော်ရဲ့နာမကရှိတယ်ခရစ်တော်ကရှိတယ်ပေါ့နော်ပြီးတော့အဲ့ခရစ်တော်ဘုမာကိုဖျားသခင်ထားရလဲဆိုရင်ခရစ်အသင်းတော်ရဲ့ဦးကောင်အာမင်အဲ့တော့ကျွန်တော်အခုအားလုံးမြင်အောင်ပေါ့နော်ကျွန်တော်တို့ဒီကဆင်ခြင်အောင်လူတယောက်ကလူတယောက်ကခေါင်းတစ်လုံးပဲချမ်းမလို့မရအောင်ဆေးဦးမှာဆိုတွေ့မယ်နော်ခေါင်းလေးကခေါင်းလေးကပေါ်လေးကြည့်မျက်လုံးလေးလုံး ရေးပေးပါသူကမသိနိုင်ရေးလာတိုက်ရတယ်သူလက်ရှိတယ်သူရှိတော့ရှိရဲအကုန်လုံးအင်္ဂါစုံပဲခေါင်းတလုံးနေပဲတက်ရှင်လို့မြောက်အဲ့ဒါမကြမ်းမလားမကြမ်းမမာတာဖြစ်သွားပြီအဲ့တော့ဒီနေ့ပါလဲဆိုရင်ထိုအသိန်းတော်ကားတဲ့ခန်းငယ်23မှာအလုံးစုံတို့ကိုအလုံးစုံနဲ့ပြည့်စုံစေတော်မူသောသူဤပြည့်စုံခြင်းသည်ဟူသောခရစ်တော်ဤကိုဖြစ်သည်နော် အဲ့တော့ကျွန်တော်ဘာပြောချင်လဲဆိုဒီနေ့ကျွန်တော်တို့ကဖျားသခင်ကကျွန်တော်တို့အင်္ကာခြင်းတဲ့နော်ခရစ်တော်ကဥကောင်းဖြစ်တယ်ကျွန်တော်ကအင်္ကာခြင်းဖြစ်တယ်အဲ့တော့ခရစ်တော်ကဥကောင်းဆိုတဲ့သူ့ရဲ့အယိုက်ရာအပြည့်နော်သူ့ရဲ့ authority ခရစ်တော်ကဘာလဲဆိုရင်ခရစ်တော်ရဲ့ဂုဏ်တတိကအခုနောက်ပြောရပြီသားခတ်သိမ်းသောအထွတ်အမြတ်အာဏာဆက်အထက်မှာရှိတဲ့ခရစ်တော်ကျွန်တော်ကခရစ်တော်ရဲ့ကိုဖြစ်ပြီးတော့ကျွန်တော်ကထိုအရာတွေမှာကြာရှုံးနေလို့မရအောင် ဲ့တော့ပြောချင်တော့เนาะโอเคအဲ့ဒါဆိုလို့ရှိရင်ခရစ်တော်ရဲ့ကိုလို့ပြောလိုက်ရင်သူ့ရဲ့ authority တိုင်းကျွန်တော်အသက်ရှင်မှာဖြစ်တယ်အဲ့တော့ believers authority လို့ပြောလိုက်တဲ့အခါမှာယုံကြည်သူတယောက်ရဲ့အခွင့်အာဏာကဘာလို့ဘာဖြစ်လို့ဘုရားသခင်ကအခွင့်အာဏာပေးလဲဆိုရင်ကျွန်တော်တို့ကခရစ်တော်ရဲ့ကိုဖြစ်နေလို့ဒါပဲခရစ်တော်ရဲ့ကိုဖြစ်နေတဲ့အတွက်ခရစ်တော်ရဲ့ authority ကကျွန်တော်တို့မှာရှိကိုရှိရအဲ့တော့ဘာရည်ရွယ်ချက်လဲရည်ရွယ်ချက်ကပြောမှာနော် ခရစ်တော်သည်လောကအောင်သလိုခရစ်တော်သည်တည်ခြင်းအောင်သလိုခရစ်တော်သည်အသွေးသားမှနှက်ကိုအောင်သလိုခရစ်တော်သည်ဇာတိပဂတိကိုအောင်သလိုကျွန်တော်ကိုထိုအရာထပ်မအောင်မြင်စေခြင်းနဲ့ပြောင်းဖြစ်တယ်။ Okay အဲ့တော့ကျွန်တော်နေ့ရက်စတိုင်းကြုံတွေ့ရတဲ့အရာပါလဲဆိုရင်ဇာတိပဂတိဝိညာဉ်ပဂတိကျွန်တော်ချမ်းသာတယ်မှာဆိုဘယ်သူရှိလဲဆိုရင်ဥပမာအေးသောဆိုတဲ့ပုဂ္ဂိုလ်နော်အေးသောပါလဲဆိုရင် तू က तू ဖေက တပွဲတော့ဆွဲကျင်တယ်ကွာပြင်းမင်းပြန်လာရင်ကောင်းကြီးပြင်းမင်းဟာအဲ့တော့သူ့ရဲ့ပြဿနာဘာလဲဆိုရင် तू အမဲလိုက်ထွက်ဒါပေမဲ့ပြန်လာတဲ့ခါမှာဘာလဲဆိုရင်အရန်ဆာပြီဆာတဲ့ခါမှာဘာလဲဆိုရင်သူ့ရဲ့အဲ့မှာကြောက်ကြောက်မနော်ကောင်းကြီးတကယ်စစ်မှန်တဲ့ကောင်းကြီးရှိတယ်ဇာတိပဂတိအားဖြင့်ကျွန်တော်တို့ကိုသွေးဆောင်တဲ့အရာများသောရှိအဲ့မှာ AC ပဲ ယာကုပ်ကပါလဲဆိုရင်ကျွေးမယ်ပေးဟင်းမဟုတ်ကျွန်တော်ခုနပြောနေကြောပါတော့အမှန်တကယ်ကဒီစတိုရီကဒါပေမဲ့နားလေးလိုက်ကျွန်တော်ဆိုလိုရင်းမဲ့ဆိုလိုရင်းမဲ့တော့လိုက်โอเคအဲ့တော့အီတော့ကအပြန်နဲ့ပြန်ပြန်ပြန်လာတဲ့ခါမှာပေးဟင်းကိုတွေ့တယ်အဲ့ပေးဟင်းကအင်မတမသူ့အတွက်ဆွဲဆောင်မှုရှိပြီအဲ့တော့ယာကုပ်ကလည်းဘာပဲပြောလဲဆိုရင်သူ့ရဲ့အရိုက်အရာနဲ့သူ့ရဲ့တလုတ်စားမယ့်အစားနဲ့ကို ဘာနဲ့လဲလဲဆိုရင်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုနဲ့လဲလိုက်တယ်။မင်းအောင်ကကြွေးမယ်ဒါပေမဲ့မင်းလက်ကတော့မဆားရအောင်ပါလဲဆိုရင်တာဝူးရံငါ့ကိုပေးရမယ်။လွယ်လွယ်လေးပဲဆားရမှုရည်ကြီးတယ်ဆွဲပလိုက်။အဲ့တော့သူ့ရဲ့ဝိညာဉ်ပဂတိကြရှုံခြင်းသူ့ရဲ့အယိုက်အယာကြရှုံခြင်းနောက်တော့ပြောမယ်နော်ကျွန်တော်အခုအတူလေးပဲပြောလိုက်မယ်နောက်တော့ဘာဖြစ်လဲဆိုရင် ဒါဝိတ်လို့ခေါ်တဲ့လူတိုင်းလေးစားအားကြတဲ့နှလုံးသားခြေဝင်သောရှင်ဘီကြီးစဉ်ကြမမလမ်းလျှောက်ရင်းနဲ့ memory လေးကိုတွေ့ပါတယ်။အရင်မိုက်တယ်။ဒါဆုံစမ်းကြည့်လိုက်တော့ယောက်ျားရှိရဲ့။ခင်ဗျမဆိုင်။ညနာညနေစာလေးအတူစားရအောင်။နော်။ဖြောင်းနိုင်ပြီလေးထုံးပြီးတော့ဝိုင်ခွက်လေးပါနေတယ်။ပြီးတော့အဖြစ်တဲ့နာလေးဖြစ်ကုန်။ ဖြစ်ပြီးလဲပြီးရောပရောဖက်နာတန်ရောက်လာတယ်ပြောတယ်သူနောင်တရသူရဲ့တကယ်ဖျားသခင်ရဲ့သူအတုံးပြုနေတဲ့အထဲမှာကိန်းဝန်နေတဲ့ဝိညာဉ်တော်ကိုသူကဘာလဲဥပ္ပခါပြုလိုက်ပြီးတော့သူရဲ့မျက်စိနဲ့မြင်တဲ့သူရဲ့ ကိုခန္ဓာလိုအပ်နေတဲ့အသွေးသားတောင်းတမှုကိုသူလှိုက်လိုက်ပြီနောက်တယောက်ကျူရရှိခါယုတ်ကျူရရှိခါယုတ်ကြတော့လေသူကသူများလို့လေအသွေးသားဆန္ဒတော့လေမဟုတ်ဘူးဒါပေမဲ့ပါလဲဆိုရင် အသက်ပြာ30နဲ့သူ့ရဲ့သခင်ကိုလဲလိုက်တယ်။နောက်တယောက်ရှင်ဘောလူအရှင်ဘောလူကိုတော့တမန်တော်ကြီးပေတရုချက်ဖတ်တုံတဲ့အခါမှာကိုရောညင်းပေးဒါကျွန်တော်အတူလေးပဲပြောတော့နော် အဓိကကတော့ကျွန်တော်တို့ရဲ့အတ္တတာတွေမှာဆင်ခြင်မှုအခုအဲ့ဒါအင်မတန်မှယဉ်ကျေးတာဖြစ်တယ် believer authority လို့ပြောရင်ကျွန်တော်တို့ပထမဆုံးရွေးချယ်ရတဲ့အရာကဘာလဲဆိုရင်ကျွန်တော်ရဲ့ဒီဇာတိပဂတိနဲ့ဝိညာဉ်ပဂတိမှာအမြဲတမ်းအားပြိုင်ပြီးတော့ကျွန်တော်ရဲ့ဇာတိရှုံသွားတဲ့အချိန်ကကျွန်တော်ဝိညာဉ်ရှုံသွားတဲ့အချိန်အများဆုံးရှိတယ်ကျွန်တော်တို့အများကြီးရှုံခဲ့မှုတယ်အေးတော်ရှုံခဲ့တယ်အရာရာအကုန်လုံးပေါသွားတယ်ဒါဝိတ်ရှုံခဲ့တယ် အယံပြန်ပြီးတော့တိုးဝင်ပြီးတော့ဝိညာဉ်တော်ရဲ့မျက်နှာသာဖျားသခင်ရဲ့ချစ်ခြင်းကိုပြန်ပြီးတော့တိုးဝင်ရတယ်။ယူရရဲ့ရှကာယုရှုံးခဲ့တယ်။သူကသူအဆုံးရှင်ခဲ့တယ်။ရှင်ဘီဒရုရှုံးခဲ့တယ်။သူပြန်ပြီးတော့နော်ခရစ်တော်ကအရှုံးမပေးဘဲနဲ့ပြန်ဆွဲခေါ်ပေးတယ်။သူတို့အားလုံးကြည့်ဘာမှပဲသွားကြရှုံးလဲဆိုရင် အသွေးသားစာရင်းပဲကတိ လူတွေကိုကြောက်ရွံ့တာเนาะကိုယ့်ရဲ့အလိုဆန္ဒကိုမငင်းဆန်နိုင်တာအဲ့တော့ဒီနေ့သူတို့အကြောင်းကိုကျွန်တော်ထားလိုက်တော့ကျွန်တော်တို့ကိုကျွန်တော်ဆင်ခြင်ကြည့်အောင်ဖိုးချက်မင်းတကယ်ပဲဇာတိပဂတိနဲ့ဝိညာဉ်ပဂတိမှာမင်းအမြဲတမ်းဝိညာဉ်ကိုရွေးချယ်လားရွေးချယ်ချင်တာဗောရွေးချယ်ပါလေဒီနေ့ဒီနေ့ဝိညာဉ်တော်မှာသာလို့ခြေဥတော်ကြောင့် ရွေးချယ်တက်ပါတယ်။ဒါပေမဲ့ဇာတိပဂတိကိုရှင်နိုင်လားဆိုရင်ဒီအသွေးသားကြီးကကျွန်တော်တို့နေ့ရက်စဉ်တိုင်းကျွန်တော်တို့ဒီထဲမှာပဲနေနေရတာဖြစ်တဲ့အတွက်မလွယ်ပါဘူး။အဲ့တော့အဲ့လိုမျိုးကျွန်တော်တို့ရဲ့ဒီဇွေဇာတိပဂတိအသွေးသားမာနကိုအောင်ဖို့ကတခုတည်းပဲရှိတဲ့အရာပါလေဆိုရင်ကျွန်တော်ရဲ့ believers authority ဆိုတဲ့ခရစ်တော်ပေးထားတဲ့အခွင့်အာဏာကိုသိဖို့ရည်ကြီးတယ်။ဘာမှရည်မကြီးပါလို့ဆိုရင်ယေရှုရဲ့နာမကိုသင်က ကောင်းကောင်းသိဖို့ရည်ကြည်တယ်ယေရှုရဲ့နာမကိုသင်အောင်ကောင်းအောင်အသုံးချတတ်ဖို့ရည်ကြည်တယ်ဒါပဲ that's all အဲ့တော့ဘယ်လိုမျိုးကျွန်တော်အသုံးချမလဲကျောင်းပြောရမယ်နော်လူကမားတတ်တယ်ပစ္စည်းဆိုတာပျောက်တတ်တယ်ဒါကျွန်တော်အဖေကျွန်တော်အများနဲ့ပြောရစကားမားတာပြဿနာမရှိဘူးပစ္စည်းပျောက်သွားတာအကြောင်းမရှိဘူးဒါမှမပါလဲဆိုရင်နောက်ထပ်မမားမိဖို့ဆင်ခြင်ဖို့ရည်ကြည်ဒီခေတ်ကြီးထဲမှာမားတဲ့လူတွေများစွာကြီးကကျွန်တော်တို့ကသင်ယူဖို့ရည်ကြည်တယ်ကျွန်တော်တို့ကပါလဲ ူများမားတိုင်းလိုက်မားတယ်ကျွန်တော်တို့ကဒုတိယမိုက်တော်သူဖြစ်သွားမယ်အဲဒါကျွန်တော်တို့အရှိမပုံသက်တည်နေတဲ့နောက်ဘက်တော်တွေမှာလူတွေအများကြီးတွေ့ရတယ်ပြီးတော့ခေါင်းဆောင်ပေါင်းများစွာရဲ့သွာလာခြင်းကိုကျွန်တော်တင်ယူနေရတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဒီနေ့အသက်တာတွေမှာဘာလဲဆိုရင်ကိုယ်တိုင်ဖြောင်းမမှန်ကန်စွာသွားတတ်ဖို့ကဒီနေ့ယေရှုခရစ်တော်ရဲ့အခွင့်အာဏာနဲ့ပဲသွားလို့ရတာဖြစ်တယ်ဘာလို့ကျွန်တော်ပြောရင်းနေပြောမယ်ကျွန်တော်ကိုယ်ခန္ဓာကိုကျွန်တော်မနိုင်ဘူး ဘယ်သွားနိုင်မလဲနော်ဒါပေမဲ့ဘာလဲဆိုရင်တနေ့တော့ကျွန်တော်တီးသွားတဲ့ຢာတစ်ခုကဘာလဲဆိုရင်ကျွန်တော်ကယေရှုခရစ်အဖြစ်အောင်မြင်တော်သူတွေဖြစ်တယ်ယေရှုရဲ့ပင်ကျွန်တော်တို့ကယန်သူကိုကျွန်တော်ကအပိသက်အောင်မြင်တော်သူတွေဖြစ်တယ်အောင်မြင်ခြင်းနဲ့တတ်ရှင်တော်သူဖြစ်တယ်ပြီးတော့ဘာလဲဖျားသခင်ရဲ့အချမ်းစီတွေကိုပြီးမြောက်စေတော်သူဖြစ်တယ် အိန္ဒိယမှာပါရှိနေဆိုရင်အခုနောက်တော့အသုံးချခြင်းဆိုတဲ့အရာလာပြီနော်ယေရှုခရစ်တော်ရဲ့နာမကိုကျွန်တော်တို့ကိုယ်တိုင်သိရမယ် the power of ဘောနော် the name of jesus ကြီးမြတ်တဲ့ဖျားသခင်ရဲ့ယေရှုခရစ်တော်ရဲ့နာမကိုကျွန်တော်သိမှကျွန်တော်ကထိုအရာထက်မှာစိုးစားနိုင်မှာဖြစ်တယ်โอเคကျမ်းစာနောက်တစ်ပိုက်ဖတ်မယ်နော်အဲ့ဒါဘာလို့ဆိုဖိလိပ္ပိဩရစာအခန်းကြီး1 နှစ်အခန်းငယ်9:30เนาะဖိလိပ္ပိအခန်းကြီးနှစ်အခန်းငယ်9:30မှာထို့ကြောင့်ဖျားသခင်ကြီးကိုတော်ကိုအလွန်ချီးမြောက်၍ဘွဲနာမတကာတို့ထက်ချီးမြောက်သောဘွဲနာမကိုပေးတော်မူ၏အကြောင်းမူကားကောင်းကင်တတ္တဝါမြေကြီးတတ္တဝါမြေကြီးအောက်တိုင်းရှိသောတတ္တဝါဒီဟုသောခတ်သိမ်းသောတတ္တဝါတို့သည်ယေရှု၏ဘွဲနာမကိုဒူးထောက်၍ယေရှုခရစ်သည်သခင်ဖြစ်သည်ဟု၍တော်မူ၏ဟုနှုတ်ဖြင့်ဝန်ခံသည်။ခမည်းတော်၏ဘုံအထွေကိုထင်ရှားစေမိကြောင်းသည်။ ကျော်ပြောမယ်အဲ့ဒီယေရှုခရစ်တော်ရဲ့နာမကဒီတိုင်းကြီးသူကထင်ရှားနေတာမဟုတ်ဘူးဘယ်သူတွေအားဖြင့်လဲဆိုရင် believers တွေယုံကြည်သူတွေအားဖြင့်ခရစ်တော်ရဲ့နာမကထင်ရှားမှဖြစ်တယ်ယုံကြည်သူတွေကခရစ်တော်ရဲ့နာမကိုတည်ဆောင်ပြီးတော့သက်သေခံရတော်သူတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့သိရမယ့်အရာကယေရှုခရစ်တော်ရဲ့နာမကကျွန်တော်ရဲ့ authority ဖြစ်တယ် ယေရှုခရစ်တော်ရဲ့နာမကယုံကြည်သူတို့ရဲ့အခွင့်အာဏာဖြစ်တယ်။အဲဒီတော့ဘာပြောရလဲဆိုရင်ဖြားနာတဲ့သူတွေပေါ့နော်မချမ်းမသာသူတွေပေါ်မှာလက်ကိုတင်ကောင်းကြီးပေးချမ်းမမယ်။ဒါသူ့ရဲ့ authority မှာပါပြီးသား။ကြောက်ရွံ့ခြင်းအလုံးစုံကိုသင်ကအမိန်ပေးပြီးတော့ဖယ်ရှားလို့ရတယ်။ယခုပင်သင်တို့ကိုယ်တိုင်ကိုကြလုပ်လို့ရတယ်။အဲဒါဘာလဲဆိုရင်ယေရှုခရစ်တော်တော်နာမနဲ့ငါသည်ကြောက်ရွံ့ခြင်းနဲ့မသက်ဆိုင်သောဖြစ်တယ်။ပြောကြည့်ပါဦး။ယေရှုခရစ်တော်နာမနဲ့ငါသည်ကြောက်ရွံ့ခြင်းနဲ့မသက်ဆိုင်သောဖြစ်တယ်။ ယေရှုခရစ်တော်နာမအဖြစ်ငါသည်အပြစ်နဲ့မသက်ဆိုင်သောသူဖြစ်သည်ယေရှုခရစ်တော်နာမအဖြစ်ငါသည်ခတ်သိမ်းသောအမှုတွေကိုတတ်ဆွမ်းနိုင်သောသူဖြစ်သည်ကျွန်တော်ရဲ့ဒီနေ့လောကကြီးမှာ၆လနဲ့အရာကပါလို့ဆိုရင်ဇာတိပဂတိရဲ့ကြာရှုံခြင်းနဲ့မှာပဲကျွန်တော်တို့အေးတော့ကြာရှုံခြင်းလို့ဒါဝိကြာရှုံခြင်းလို့ဒီနေ့ကျွန်တော်ကျွန်တော်တို့ကိုလည်းဒီယာနဲ့ပဲကြာရှုံဖို့ရန်သူကဒီ strategy ပဲလုပ်နေတာအဲ့တော့ maybe မနေ့ကအထိတင်ကြာရှုံကြောင်းကြာရှုံကောင်းကြာရှုံနိုင်တယ် ရှားရှုံကောင်းရှားရှုံနိုင်တယ်။ဒါပေမဲ့ပါလေဒီနေ့တင်နိုးထတာနဲ့အဲ့ဒီကြောက်ရွံ့ခြင်းကလည်းတင်နိုးထဖို့မဟုတ်ဘူး။တင်ပါနဲ့နိုးထောင်းနေဆိုရင်ငါသည်ခရစ်တော်အားဖြင့်အောင်မြင်တော်သူဖြစ်တယ်။အဲ့ဒီအရောကျွန်တော်ကတိပြီးတော့ပါလေဆိုရင်လုံးဝချိန်ညာရတာဖြစ်တယ်။အဲ့ဒါအရာအရာဖြစ်တယ်။အဲ့ဒါကျွန်တော်ရပိုင်ခွင့်ဖြစ်တယ်။ဘာလို့ဆိုတော့ခရစ်တော်ဒီဥတော်ဥကောင်းရဲ့အင်္ဂါတွေဖြစ်လို့ဖြစ်တယ်။အဲ့တော့ဒီနေ့အသင်းတော်လို့ပြောလိုက်တဲ့အခါမှာ အလုံးစုံလုံးရဲ့ပြည့်စုံခြင်းကိုခရစ်တော်ကဖျားသခင်ကဒီယုံကြည်သူတွေရဲ့အခွင့်အာဏာအဖြစ်ကျွန်တော်တို့ကို ခရစ်တော်အဖြစ်ပေးထားတဲ့အခါမှာကျွန်တော်တို့ဒီရာကို အသိတော်နဲ့မထင်ရှားဝင်ကြီးအဲတော့ဒီနေ့သာ၍ထိုနာမတွေမှာအသက်ရှင်မှုဖြစ်တယ်ဒီနေ့မချမ်းမလဲလို့ရှိရင်ရှိရနေမှာ ရှိတဲ့နေရာမှာဒီနေ့သင်ရဲ့မကြမ်းမှချင်းကိုကျွန်တော်တို့အခုလက်တွေ့ believers authority သင်ကိုယ်တိုင်နော်သင်ယုံကြည်သူဖြစ်တယ်သင်မှာဒီ authority ရှိတယ်သင်ကောင်းမှသင်လက်တင်ပြီးတော့သင်အခုကြမ်းမှချင်းကိုချိန်ညာလို့ရပြီအခုကျွန်တော်အတူတူကလုပ်ကြမယ်ကျွန်တော်တို့အင်မတန်မှကြမ်းမှတော်သူဖြစ်တယ်ဆိုတော့ချိန်ညာယေရှုနာမ၌ကျွန်တော်တို့အင်မတန်မှကြမ်းမှတော်သူဖြစ်တယ်ယေရှုနာမ၌ကျွန်တော်တို့ ယောဂနဲ့မသက်ဆိုင်တော်သူဖြစ်တယ်။ယေရှုနာမ၌ခြင်းုပ်သည်အသွေးသားမာနကိုအောင်းနိုင်တော်သူဖြစ်တယ်။ယေရှုနာမ၌ခြင်းုပ်သည်ဇာတိပဂတိကိုအောင်းမြင်တော်သူဖြစ်တယ်။အာမင်ကျွန်တော်ရဲ့ဝန်ခံတဲ့နေရာထဲမှာဖျားခြင်းတက်သေးပေးလိမ့်မယ်။အဲတော့ဒီနေ့เนาะကျွန်တော်အဓိကဒီနေ့တင်တော့ကိုတခုနဲ့တက်သေးခံပြီးတော့အဆုံးသတ်မယ်ပေါ့နော်။ကျွန်တော်ရဲ့အသက်တာထဲမှာဘသူမှ ပြည့်စုံတာမဟုတ်ဘူးဒါပေမဲ့ယေရှုရောက်လာတဲ့အခါမှာအလုံးစုံရဲ့ပြည့်စုံခြင်းကရောက်လာတာဖြစ်တယ်မာယွင်းတဲ့လူကမာယွင်းတဲ့ဆိုတာလူတိုင်းမာတတ်တယ်เนาะအခုနားဟာလေးပေါ့နော်ဘာလို့ကျွန်တော်ငငယ်လေးတော့ဆိုရင်တခုခုဆိုရင်အရင်မာပြီဆိုရင်ကျွန်တော်အရင်ကြောက် ဘာလို့ဆိုတော့ကျွန်တော်ကျွန်တော်ရဲ့ကြင်ဆွဲရတဲ့နှုတ်ကပတ်တော်ငငယ်လေးကလေးကသုတ်တန်20နှစ်ခန်းငယ်တက်များစွာသောဥစ္စာထမ်းတဲ့ကောင်းသောအသရေကို ရွေးချယ်เสียအကြောင်းရှိတယ်။ဘာပြောလဲဆိုရင်နာမည်ကအရင်ကြီးကြီးတယ်။တစ်ခေါက်တော့ကျွန်တော်စီကိုဖုန်းတစ်လုံးဝင်လာတယ်။ဆာဂျက်တဲ့ဒီမှာတဲ့လူတယောက်တဲ့ကျွန်တော်အခုပဲဆက်သွယ်တယ်။ဆာဂျက်ရဲ့နာမည်နဲ့အခု ပတ်စံချီးနေဟာကျွန်တော်ရမ်းကြောက်ပါဘာလို့ဆိုလို့ရှိရင်ကျွန်တော်နာမည်ပြတ်ပါပြီအဲ့နဲ့ဘာဖြစ်လဲဆိုကျွန်တော်တငယ်ချင်းတွေအကုန်လုံးစု Facebook ကနေကျွန်တော်ဒါတော်တော်ကြာပြီးပါရင်တော့ကျွန်တော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 ်ကြာခဲ့အကောင့်တစ်ခုနဲ့တူပါပါလေဆိုရင်ပတ်စံတွေလိုက်ပတ်တောင်းတာအများကြီးပဲအဲ့တော့ဘာလို့ဆိုရင်အဲ့ဒီအရာကြီးရပါဖြစ်လဲဆိုရင်ကျွန်တော်အပေါ်မှာ၆ယုံချင်းဖြစ်လာနာမည်ပြတ်ပြီး ဲ့တော့ကျွန်တော်ပြောချင်တာလူတယောက်ကသူ့ရဲ့ကင်ဆွဲတဲ့အရာတစ်ခုရှိမယ်။သင်တို့ကင်ဆွဲတဲ့အရာတစ်ခုစီရှိမယ်။သင်တို့တစ်ခုစီအဲ့တော့ကျွန်တော်ကတော့ဘောကင်ဆွဲဆိုတော့ငါနာမည်မပြတ်ရဘူး။ငါတက်ရှင်တဲ့ခါမှာဖျားသခင်ရဲ့ဘုံတော်ထင်ရှားဒါပေမဲ့ဘာဖြစ်လဲဆိုရင်အခုနောက်တော့အဲ့ကြောက်ရွံ့ခြင်းကြီးကကျွန်တော်စီရောက်လူတွေကကျွန်တော်အနောက်မှာဘယ်လိုမျိုးစကားတွေပြောနေမလဲ။လူတွေကကျွန်တော်ဘာတွေပြောနေမလဲ။ဒီနေ့ကျွန်တော်ပြောမယ် ကျောင်းရဲ့အတ္တတွေမှာရိုးရိုးလေးပဲအဲ့ဒါဘာလဲဆိုရင်ထိုသခင်ရဲ့နာမတွေမှာပဲကျွန်တော်ဘာမှကျွန်တော်လုံနိုင်တာတခုမရှိကျွန်တော်ကျွန်တော်တို့ကိုကျွန်တော်တို့စောင့်ထိနိုင်လေသူများအားဖြင့်လေကျွန်တော်တို့နာမည်ပြတ်သွားနိုင်တာပဲဒါပေမဲ့ပါလဲဆိုရင်ကျွန်တော်တို့အဓိကဘာမှပဲယက်တီရလဲဆိုရင်ခရစ်တော်ရဲ့နာမတွေမှာယက်တီရဖြစ်တယ်အခုပါဒရာအမြဲတမ်းသူနောက်ဘတော်ဝင်ရတယ်အရှိန်ဟုံးနဲ့ပြောတယ်သူတပတ်သူလာတဲ့အခါမှာသူဘာပြောလဲဆိုတော့ သူဘာပြောလဲဆိုတော့ဒီမှာတဲ့ကျွန်တော်ကြည်အောင်မြင်တယ်လည်းဒီရုပ်ပဲနော်အဆင်ပြေတယ်ဒီလုပ်ပဲပြဿနာတွေများနေလည်းဒီရုပ်ပဲနော်လူတွေကောင်းကြီးဖြစ်အောင်တရားဟောနေလည်းဒီရုပ်ပဲလူတွေအစဲခံနေရလဲမကောင်းပြောခံနေရလဲဘာဖြစ်လဲဒီရုပ်ပဲဘာလို့လဲဆိုရင်ကိုယ့်ရဲ့အောင်မြင်ခြင်းကိုယေရှုခရစ်တော်၌ကိုတည်လို့အဲ့တော့ဒီနေ့သင်တို့ကျွန်တော်နောက်ဆုံးပြောရှင်နေရပါလဲဆိုရင်ကိုယ့်ရဲ့ဖြစ်ခြင်းကိုကိုတည်ပါ ်သင်ဟာသင်သင်ရဲ့ရွေးချယ်မှုနဲ့သင်ချရှုံတဲ့အခါရှိမယ်သူများအားဖြင့်သင်အသေးရှုပ်ချခြင်းခံရတဲ့အခါရှိမယ်ဒါပေမဲ့သင်တည်ရမယ့်အရာတစ်ခုကယေရှုခရစ်အားဖြင့်သင်ကအခွင့်အာဏာတကူအပြည့်နဲ့အောင်မြင်ခြင်းကိုခြင်ရလို့ရတဲ့သူဖြစ်တယ်အောင်မြင်တော်သူဖြစ်တယ်အောင်မြင်ပြီးသားသူဖြစ်တယ်ဘာလို့လဲဆိုတော့သင်ကခရစ်တော်ရဲ့ကိုယ်ခန္ဓာဖြစ်လို့ဖြစ်တယ်ဒါရင်းနဲ့ ဒီမနက်ရောက်ဆရာကိုခေါ်ပေးခြင်းပါတယ်အဲ့တော့ရောက်ဆရာရောဆူတောင်းခေါင်းကြီးပေးခြင်းပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့ဖြစ်ခြင်းပုံမှာကျွန်တော်တို့ယက်တည်ပြီးတော့ know your identity သင်ရဲ့ဖြစ်ခြင်းကိုသင်သိပါသင်ကဦးကောင်းနေဟူသောခရစ်တော်ရဲ့အောက်မှာရှိတဲ့ခရစ်တော်ရဲ့အင်္ဂါချင်းဖြစ်တယ်အသင်းတော်ဖြစ်တယ်အလုံးစုံနဲ့ပြည့်စုံခြင်းသင်မှာရှိပြီသားဖြစ်တယ်ဒီဟာကိုသင်ရဲ့ order ပါစိတ်ကြောင့်တော့လကောင်းသင်ရဲ့ဇာတိပဂတိရဲ့လွမ်းမိုးခြင်းတော့လကောင်းသူတို့ဘာရဲ့တိုက်ခိုက်ခြင်းဝေဖန်ခြင်းဆွဲချခြင်းတော့လကောင်းမရှိပဲနဲ့ တင်ရဖြစ်ခြင်းဖြစ်တဲ့ယေရှုခရစ်၌အောင်မြင်တော်သူဆိုရဲကျွန်တော်ရဲ့တကယ်ဖြစ်ခြင်းကိုဂိုင်ဆွဲပြီးတော့ကျွန်တော်တို့ဒီနေ့ချိန်ရရောက်နော်ဆူတောင်းပေးပါမယ်ဖျားသခင်ယေရှုတင်နေဒီနေ့ဂရေသားသမီးတယောက်ရှင်ကအင်မတန်မှအောင်မြင်တော်သူတွေဖြစ်တယ်အခွင့်အာဏာတကူနဲ့လောကအသွေးသားမာနတ်ကိုအမိန်ပေးနိုင်တော်သူဖယ်ရှားနိုင်တော်သူဖြစ်တယ်ဒီနေ့ သူတစ်ပါးရဲ့အသေးရှုံချခြင်းသူတစ်ပါးရဲ့တိုက်ခိုက်ဝေဖန်ခြင်းအားလုံးကိုလည်းစီးတာကြော်လွားနိုင်သောသူတွေဖြစ်တယ်။ဒီနေ့ကိုရောထားရပြီးတဲ့နေရာကကိုရောထားရပြီးတဲ့နေရာပဲ။အိုးကိုရောဖျားသားတို့အရင်တုန်းကအမျိုးဆုံးဆုံးရှုံးခဲ့ပုံမယ်ဒီဒီနေ့ believers လို့ဖြစ်လာတဲ့ကျွန်တော်ရဲ့ယုံကြည်သူတတ်တာတွေမှာဒီ authority ဒီခွင့်အာဏာအဖြစ်အသက်တပံပြောင်းနေပြီးတော့အောင်မြင်သောသူအဖြစ်ဒီရန်သူရဲ့ဥကောင်းကိုနင်းချေသောသူအဖြစ် ဒီနေ့တကယ်ပဲကိုရော်ဖျားရဲ့အမှုကိုပြီးစီးသောသူအဖြစ်ကိုရော်ဖျားရဲ့ခေါ်ခြင်းနဲ့မှာအသက်ရှင်သောသူဖြစ်စီဖို့ယေရှုနာမ၌ကောင်းချီးပေးပါတယ်။ခတ်သိမ်းသောရာအတွက်ကိုရချီးသောကြည်လဆောင်ဝန်ခံနေခတ်သိမ်းသောအရာအလုံးတစ်ခရဲနာမတော်ချီးမြှောက်လက်တပါးရောတာရောယေရှုမှာဆုတောင်းလင်ကောင်းချီးမင်္ဂလာကိုမိသားစုရောက်ဆင်မှုမှာယေရှုနာမ၌ကျေးဇူးပါတယ်ဖော်ပြခဲ့။အာမင်။ရောက်စီတိုင်းကောင်းချီးရှိပါစေ။ ကျွန်တော်ရဲ့အတ္တတွေမှာတကယ်ပဲအခွင့်အာဏာအဖြစ်ရှောက်လန်းသောသူအတည်ပြုဖြစ်ပါစေ you are blessed